မကြာခင်မှာကျွန်တော်တို့စီကောင်စီကတော့ပြုတ်တော့မှာပဲစီကောင်စီကတော့ကျွန်တော်တို့အနိုင်ယူတော့မှာပဲစီကောင်စီမရှိတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနပါဝင်တင်ပါဝင်ထိုက်သူအလုံးပါဝင်ပြီးတော့မှာပူပေါင်းဆောင်ရွက်တဲ့အတွင်ကူပြောင်းရေးကာလဆူကဖွေရှိမယ်ဆိုရင်အညူကြီးဆိုတဲ့စကားကိုမေ့ထားလိုက်တော့အညူကြီးရဲ့ခန့်ကဏ္ဍကုံသွားပြီအဲ့ဒီကာလမှာစီကောင်စီကိုကျွန်တော်တို့မဖေရှားနိုင်သေးဘူးစူပါစုအဲ့ဒီမှာကျွန်တော်တို့ပါလို့မလဲအဲကျွန်တော်တို့စဉ်းစားထားတော့အချူပေါ့လေ pre tfdg တနည်းအားဖြင့် pre tngg တခုဖွင့်မယ်ကျွန်တော်တို့အားလုံးရဲ့အနာဂတ်ဟာငင်းချမ်းဖို့အတွက်အာမခံချက်ရှိဖို့အတွက်လွတ်လပ်မှုရှိဖို့အတွက်တရားမြတ်တမှုရှိဖို့အတွက်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဝိုင်းဝန်းပြီးတော့အားပေးကြပါလို့ပြောစင်တော့တိုက်တွန်းပြီးတော့ပြောကြခြင်းပါတယ် ုတ်ပြီဆရာအဲ့တော့ Federal Democracy Charter ရဒီ Roadmap ရဆရာတို့စွဲပြီပေါ့နော်အဲ့ဒီ Roadmap ရဆိုလဲဒါဟိုစစ်အာဏာရှင်ဖြိုချပြီးတော့မှဒီဟာကိုနောက်တက်လာမဲ့ Transitional Government ကဒီအခြေခံဥပဒေကိုယူပြီးတော့တိုင်းပြည်ကိုရှေ့ဆက်သွားမှာပေါ့လေဒါပေမဲ့ပြီးခဲ့တဲ့မကြသေးခင်ကဒီ UNG Cabinet အစည်းအဝေးမှာတမန်တော်ကြီးပြောတာကျွန်တော်ကြားပါတယ်တမန်တော်ကြီးကပြောတာအခုတော်လိုက်ကာလလဲ9နှစ်ထဲရောက်လာပြီ UNG အနေနဲ့ဆက်သွားလို့အဆင်မပြေနိုင်ဘူးပေါ့နော်အဲ့မှာအသွင်ကူးပြောင်းရေးပုံစံမျိုး လုံရင်ကောင်းမယ်ဆိုပြီးသူအကြံပြုသွားတာကျွန်တော်ကြားပါတယ်ဆိုတော့အဲ့ဒီကအခုဆွဲနေတဲ့အခြေခံဥပဒေနဲ့ तू ဆက်ဆက်မှုများရှိနိုင်မလားတခုခုကိုတမရာကြီးကရည်ညွှန်းပြောဆိုတာလားကျွန်တော်အဲ့ဒါလေးလည်းသိလိုပါတယ်ဆရာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာဆရာပြန်သုံးသပ်ကြည့်2021 2020ကာလတုန်းကတော်လိုင်းကြီးချိန်နေတယ်အခုတော်လိုင်းကြီးချိန်နေရလုံးဝမတူတော့ဘူးဆိုတော့အဲ့ဒီကာလတုန်းကကျွန်တော်တို့စဉ်းစားချက်နဲ့အခုလက်တွေ့ မေပြင်းမှာဖြစ်ပေါ်နေတဲ့နိုင်ငံရဲ့ခင်းကျင်းကလည်းမတူတော့ဘူးအခုဒေါ်လာရင်းအောင်မြင်မှုကများလာတဲ့ခါကျတော့ခုနဆရာမေးတဲ့မေးခွန်းကိုကျွန်တော်တို့ချိန်ပြီးတော့ပြန်ပြီးတော့ဖြေရမယ်ဆိုလို့ရှိရင်အခု Federal Democracy Charter စိတ်ပိုင်းနှစ်အရာကျွန်တော်တို့ NGG ကိုတော့ form လုပ်လို့လည်းမရဘူးအတွင်ကူပြောင်းရေးကာလဆူရဖွဲ့စည်းလို့လည်းမရဘူးဆိုတော့အတွင်ကူပြောင်းရေးကာလဆူရကိုဖွဲ့စည်းဖို့အတွေ့ဆိုလို့ရှိရင်ခုနကျွန်တော်တို့ပြောတဲ့ after ကိုပဲချိန်ခံရမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့စဉ်းစားတဲ့အင်ယူဂျီတွင်းမှာစဉ်းစားတဲ့စဉ်းစားချက်ခုနဆရာမေးတဲ့တမတကြီးရဲ့မင်ခွန်းထိပ်မှာပါတဲ့စဉ်းစားချက်တွေအားလုံးကပါလေဆိုတော့ after ကို feather တွင်ကူပြန်ကြီးကာလအစီအမံမျက်ဆိုင်အခြေခံဥပဒေကိုကျွန်တော်တို့အတည်ပြုနိုင်လို့ဖို့အတွက်ကျွန်တော်စောစောပြောသလိုအစုဖွဲ့အားလုံးနဲ့တိုင်ပင်မှုလုပ်မယ်။အားလုံးသဘောတူပြီလို့ကျွန်တော်တို့ feather ညီလာခံကအတည်ပြုလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအတည်ပြုထားသော after ကိုပေါ့နော် အခြေခံပြီးတော့ကျွန်တော်တို့ NUG ကိုလည်းအပြည့်အစုံ reform လုပ်မယ်။အခုလည်း reform တော့လုပ်နေတယ်။သို့တော့ဒါအပြည့်အစုံလုံးဝအဲ့ဒီခါမှာတော့ NUG ဆိုတာလုံးဝရှိတော့မှာမဟုတ်ဘူး။ NUG ကလုံးဝရှိတော့မှာမဟုတ်ဘူး။အဲ့ဒီခါကျတော့ကျွန်တော်တို့ခြားတာမှာတော့ TNUG ပေါ့နော်။ Transitional အတွင်ကူပြောင်းရေးကာလအမျိုးသားညီညွတ်ရေးဆိုရအစုပြီးတော့ကျွန်တော်တို့ကြီးမယ်ဆိုပြီးတော့ပြောတယ်။သို့တော့ after ကြီးရဲ့နဲ့ကျွန်တော်တို့အမျိုးသားဆိုတဲ့စကလုံးကိုတုံးချင်တော့ဘူး။အမျိုးသားဆိုတာတပီထောင်စနစ်ဆန်တယ်လူမျိုးတစ်မျိုးသဘောကိုဆန်တယ် ဘဟုဥစီစနေစံတယ်သူတွေ့ဆောင်ကျွန်တော်တို့ကဘာပဲသုံးတော့မလဲဆိုတော့အတွင်ကူပြောင်းရေးကလာဖက်ဒရယ်ဒီမိုကရက်တစ်အစိုးရ transitional federal democratic government ဆိုတာကျွန်တော်တို့သုံးမယ် transitional ဆိုတော့အတူချုပ်ပြောရရင်တော့ TFDG ပေါ့ TNUG စာ TFDG ကိုကျွန်တော်တို့ဖွဲ့မယ်တော့တော့ခုနဆရာမေးတဲ့မေးခွန်းထဲမှာအလုံးအကြီးကြီးသောချက်တစ်ချက်ပါတယ် NUG ကခု၄နှစ်လေးတက်တမ်းပြီးပြီ ပြီးတော့ဒေါ်လာရဲ့ချီနေရခြားတာစိတ်ပိုင်းနှစ်ကိုချီခံပြီးတော့လည်းအလုံးလုံးလို့မဖြစ်တော့ဘူးသူတွေ့ဆုံး after ကိုရီးပြီးတော့ကျွန်တော်တို့ဖွဲ့မယ် TFDG အစ်စ်မယုတ်ခင်ပါအဲ့ဒီကာလမှာစီကွန်စီကိုကျွန်တော်တို့မဖေးရှားနိုင်သေးဘူးစူပါစုအဲ့ဒီမှာကျွန်တော်တို့မလုပ်ဘူးလေအဲကျွန်တော်တို့စဉ်းစားထားတော့အတော့အကျိုးပေါ့လေ pre TFDG တနည်းအားဖြင့် pre TNGG လောက်ဖွဲ့မယ်အဲ့လိုဖွဲ့နိုင်ဖို့အတွက်ခုနကကျွန်တော်တို့ပြောနေတဲ့ ပြည်တွင်းနိုင်ငံရေးပါတီအားလုံးပါဝင်တဲ့ပါဝင်ထိုက်သောစုဖွဲ့အားလုံးတိုင်းသာတော်လှန်ရေးစုဖွဲ့အားလုံးပါဝင်ပြီးတော့မှဟိုအခုအင်ဂျီမဟုတ်တော့ဘူးအတွင်ကိုပြောင်းရေးကာလဖက်ဒရယ်ဆိုရဖက်ဒရယ်ပြည်ထောင်စုဆိုရတကယ့်ပြည်ထောင်စုဆိုရပုံတွင်တဲ့နဲ့ဖွဲ့ရှင်းနိုင်ဖို့အတွက်ကျွန်တော်တို့ကြိုးစားသွားမှာဖြစ်ပါတယ်ဆိုတော့ဒါကိုတော့ကျွန်တော်တို့အနေနဲ့အမြန်ဆုံးဆောင်ရဖို့အတွက်ကျွန်တော်တို့ကြိုးပမ်းနေပါတယ်အဲ့တော့ခုနကပြန်ကောက်ချင်ပါတယ်အဲ့ဒါဒီချာတာရဆိုရင် ဒီဆက်အာနာရှင်ဖြိုချပြီးမှဒီအတွင်ကူပြောင်းရေးအခြေခံဥပဒေအရအတွင်ကူပြောင်းရေးအစိုးရကိုဖွဲ့မှာဟုတ်အားလုံးပါဝင်တဲ့ဒီအတွင်ကူပြောင်းအစိုးရကိုဖွဲ့မှာဟုတ်ဆိုတော့အခုဟာပရီဖွဲ့မယ်ဆိုတော့အဲ့ဒီမှာတိုင်းရင်းသားခေါင်းဆောင်တွေညီညွတ်မျှတူပါဝင်ပါလားဒါမှမဟုတ် NUG ကိုပဲဒါ reform လုပ်တက်တက်လားဘာလို့ဆိုတော့ဒီသမရာကြီးပြောခဲ့တဲ့ဒီအတွင်ကူပြောင်းမှုဆိုတဲ့အခြေအနေပေါ့နော်အဲ့ဒီတော့ဆိုလို့ရှိရင်ဝေဖန်တာတွေထွက်လာတယ်အဲ့ဒါဘာလဲဆိုရင် ဒီ UNG ကအခု၄နှစ်၅နှစ်ရောက်ပြီဆိုတော့သူ legitimacy ကုန်ပြီကုန်တဲ့အတွက် तू ကဒါကိုဟိုအသက်ပြန်သွင်းဖို့ပေါ့နော်အသွင်ကူးပြောင်းရေးပုံစံနဲ့ဒါလှုပ်ဖို့စ조사တဲ့ပုံစံဆိုပြီးဝေဖန်မှုတွေရှိနေတာဟုတ်ဆိုအဲ့ပုံမှာဆရာဘာပြောလို့လဲဗျဟုတ်ကဲ့ဟုတ်ကဲ့ကေဟိုအသွင်ကူးပြောင်းရေးကာလတကယ်ရောက်မယ်စီကွန်စီကိုကျွန်တော်ကတော့ခုနအကျူဆိုတဲ့စကားပေါ့နော်ပရီဆိုတဲ့စကားကိုသုံးတယ် ဒါမဲ့ကျွန်တော်စိတ်ထဲမှာတကယ်ယုံယုံကြည်ကြည်နဲ့ခံစားတာပရိယလူအချင်းမှလူအမယ်မကြခင်မှာကျွန်တော်တို့ရှိခေါင်စီကတော့ပြုတ်တော့မှာပဲရှိခေါင်စီတော့ကျွန်တော်တို့အနိုင်ယူတော့မှာပဲရှိခေါင်စီမရှိတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနပါဝင်တင်ပါဝင်ထိုက်တူအလုံးပါဝင်ပြီးတော့ဟိုပူပေါင်းဆောင်ရွက်တဲ့အတွင်ကူပြောင်းရေးကာလဆိုတာဖွေရှိမယ်ဆိုရင်ဆိုအင်ယူဂျီဆိုတဲ့စကားကိုတော့မေ့ထားလိုက်တော့အင်ယူဂျီရဲ့ခံကဏ္ဍကုန်သွားပြီအဲ့ဒါအင်ယူဂျီရတော်ထိုင်ကာလအတွက် အတွင်ကုပြောင်းရေးကာလရောက်လို့ရှိရင် after ဆိုတာလေအခြေခံဥပဒေတိုင်းပြည်ရဲ့အမြင့်ဆုံးဥပဒေတစ်ခုဖြစ်မယ်။အဲဒီတိုင်းပြည်အမြင့်ဆုံးဥပဒေရဖွေးရှိလိုက်တော့ဆိုရတယ်ခိုင်မာတဲ့ဆိုရဖြစ်မယ်။အားလုံးပါဝင်နိုင်တဲ့ဆိုရလေဖြစ်ရမယ်။ဖြစ်အောင်လေကျွန်တော်တို့မရမကစူးစမ်းရမယ်။အဲ့ဒီတွေ့ကြောင်ကျွန်တော်တို့အနေနဲ့ဒီလိုပါဝင်နိုင်ဖို့အတွက်啊ကျွန်တော်တို့ဒီလိုပတ်သက်နေပြုံးလုံးနေမပြီးအလုပ်တွေအများကြီးလုပ်ရမယ်အဲ့ဒီအလုပ်တွေထဲမှာစီကြီးရလေကျွန်တော်တို့အလုပ်အများကြီးလုပ်ရမယ်နိုင်ငံကြီးရလေလုပ်ရမယ် တန်တမန်နီရလေးရောလောက်ရမယ်ဘန္ဒာယီရလေးလောက်ရမယ်လူထုတိုက်ပွဲအနေနဲ့လေကျွန်တော်တို့လုံလုံဖူးလို့တယ်အဲ့ဒီအထင်းမှာမှအတွင် ကုပြောင်းရေးကာလအတွင်းပင်စင်မှုဆိုတာအစိပ်ပိုင်းတစ်ခုပဲဖြစ်တယ်အဲ့ဒီ triple ကျွန်တော်တို့အညူကြီးဇာစီတမရာကြီးဒူဝါလစီလာလမ်းခွင်ပြီးတော့ပြောနေတာဖြစ်ပါတယ်ဆိုတော့ဒူဝါလစီလာရဲ့မင်းခွင်တွေကတော့ခြေပြန့်တယ်ဆိုတော့အဲ့ဒီအဲ့ဒီမင်းခွန်းတွေပြုတ်ပြီးတဲ့နောက်ပိုင်းအင်ဂျီတွေမှာကျွန်တော်တို့ပြင်ဆင်မှုတွေအများကြီးလုပ်တယ် ကျွန်တော်တို့စိတ်ကူးရင်ပြီးတော့မှ after ji ပြီးတော့ apply ji လိုက်တာ ਨੇ တပြန်နဲ့ကျွန်တော်တို့ဘာခုံးမလဲအတင်ကူပြောင်းရေးကာလာစုကဖွေးစီမယ်ဟို sequence ကိုမဖေရှားနိုင်သေးဘူးဆိုရင် brief လောက်မယ်ဆိုပြီးတော့ကျွန်တော်တို့စိတ်ကူးရင်ပြီးတော့ပြောတာမဟုတ်ဘူး literature ကြကြမဟာဗျူဟာကြကြနီးဗျူဟာကြကြကျွန်တော်တို့ဖက်ပေါင်းစုံကပြင်ဆင်ပြီးတော့မှကျွန်တော်တို့လုပ်နေတာဖြစ်တယ်အဲ့ဒီတွေ့ကြောင့်ဟိုနိုင်ရှင်ပြီးတော့ပြောမယ်ဆိုရင် ကျွန်တော်တို့ FCBCC ပေါ့နော် FCBCC ကြီးတုန်းကကျွန်တော်တို့ literature ချက်ချင်းတုံးချက်မယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးအနာကတ်တွေ့ကျွန်တော်တို့စိတ်ကူးရင်ပြီးတော့အကောင်းဆုံးကိုမြှုပ်ဖန်ပြီးတော့ကြီးခဲ့တာဖြစ်တယ်အခု after ကျတော့ကျွန်တော်တို့ literature တကယ်ချင်းတုံးမယ်ချက်ချင်းချင်းတုံးမယ်ဆိုတဲ့ဟိုဟာအမြင်နဲ့ကျွန်တော်တို့လုပ်တာဖြစ်တယ်အဲ့ဒါကွာချက်ချက်အလုံးလုံးတဲ့ခါမှာ commitment ပေးတဲ့ခါမှာကွာချက်ချက်ရှိဖြစ်ပါတယ်အဲ့ဒီတွေ့ကြုံခုကျွန်တော်တို့ကတော့မဟာပြဘာချက်ချက်အညူကြီးတွင်းမှတော့လောက် တော်လိုင်းအင်အားစုတည်တည်နဲ့ပေါင်းဆက်ပြီးတော့တော်လကောင်ကျွန်တော်တို့လှုပ်တဲ့ခါမှာဒါတကယ်လက်တွေ့ကြမယ်ပြီးတော့ကျွန်တော်တို့ဒီဟာကိုမပင်စင်ထားဘူးဆိုရင်တော်လိုင်းရင်ဒီနဲ့စစ်ကောင်စီကိုဖြုတ်ချပြီးတော့မနေ့ဖြန်တိုင်းပြည်ကိုဘယ်လိုအုပ်ချုပ်မလဲဘယ်လိုစီမံမလဲတိုင်းပြည်ကမောက်ကမဖြစ်မသွားအောင်ပြည်ထောင်စုစုပြုတ်ကွေးခြင်းမရှိအောင်တချို့တွေကပြောတယ်အခုတော်လိုင်းအင်အားစုတွေစစ်ကောင်စီကိုတော့အနိုင်ယူနိုင်ပါတယ်ဒါမဲ့တိုင်းပြည်ကိုဘယ်လိုထိန်းချုပ်မလဲဆိုတော့မေခွန်းမေးကြတယ်။ဘော်ကနိုက်ဇေးရှင်းလို့ပြောကြတယ်။ ဘောကန်လူတိုင်းပြည်စိတ်ဆင်းမှုမဖြစ်ခွင့်မယ်အဲ့လိုမဖြစ်စေရဘူးအဲ့လိုမဖြစ်စေဖို့အတွက်ကျွန်တော်တို့ after ကိုကြီးတာဖြစ်တယ် after အရာကျွန်တော်တို့တိုင်းပြည်ကိုထိန်းနိုင်ရမယ်တိုင်းပြည်ကိုအုပ်ချုပ်နိုင်ရမယ်စီမံနိုင်ရမယ်အဲ့ဒါကျွန်တော်တို့အနေနဲ့ပြင်ဆင်ခြင်းဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါလေဆရာဟုတ်ကဲ့ဆရာအဲ့တော့ဟိုဒါတော်လိုင်းဘက်ကပေါ့နော် NUG ဥဆောင်တဲ့ဒါຫນွေဥတော်လိုင်းနဲ့အတူတိုင်းရင်းသားတော်လိုင်းဘက်ကနေပြင်ဆင်ထားတဲ့အခြေအနေပေါ့အခုနောက်တစ်ခုမေးချင်တာ တို့လက်ရှိစစ်ကောင်စီပေါ့နော်စစ်ကောင်စီကလည်းသူကဟိုဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်လို့လည်းသူကြေညာထားတယ်ဆိုတော့ရွေးကောက်ပွဲမလုပ်ခင်အခြေခံဥပဒေဆိုင်ရာသူကပြင်ဆင်မှုတွေသူက2008ကပေါ့ပြင်ဆင်မှုတွေသူလုပ်နေတယ်အဲ့ဒီမှာကျွန်တော်တို့ကြားသလောက်2 6တကိုတိုင်းသားတွေသဘောတူအကုန်ပြင်ဆင်ပေးမယ်လို့လည်းဟိုသတင်းတွေကြားနေတယ်အများကြီးပြင်ဆင်ပေးမယ်လို့ပြောတယ်ဆိုတော့အဲ့ဒီလိုမျိုးသူ့ဘက်ကကစားရတယ်ပတ်တန်ရောဆရာအနေနဲ့ဆရာကူဒီဘက်မှာ after အခြေခံဥပဒေကင်တဲ့ဆရာအနေနဲ့ရောစစ်ကောင်စီကိုဗာမြတ်မှတ်ချက်ပေးလို့လည်းဗျာ စီကောင်စီက2010ဖွဲ့စည်းပုံချီခံဥပဒေကို gain ဆွေးနွေးတဲ့ရေကျွန်တော်တို့တိုင်းပြည်မှာငင်းချနိုင်ဘူးကျွန်တော်တို့ဒီမိုကရေစီမရနိုင်ဘူးကျွန်တော်တို့ fairer စနစ်မရနိုင်ဘူးဘာဖြစ်လို့လဲစီကောင်စီက gain ဆွေးထားတဲ့2010ဖွဲ့စည်းပုံချီခံဥပဒေပုံမှန်ချုပ်အဲ့ဒီပုံမှန်ချုပ်တစ်ခုလုံးကိုပြန်ဖို့လိုတယ်အထူးသဖြင့်စစ်တပ်ကနိုင်ငံကြီးမှာပါမယ်ဆိုတဲ့စစ်တပ်ခန့်ကန်တာပြန်ဖို့လိုတယ် တနည်းအားဖြင့်စစ်တပ်ကနိုင်ငံရေးကထွက်ပေးဖို့လိုတယ်။ဆိုတော့စစ်ကောင်စီကလွှဲကောက်ပွဲလုပ်မယ်။သူတို့ကဥဆောင်တဲ့ငင်းချမ်းရေးသူတို့ကဥဆောင်တဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုလှုပ်ချင်တယ်ဆိုရင်တော့နံပါတ်၁2000ကိုပေးဖြတ်တဲ့ကြောင်းပြောဖို့လိုတယ်။တပိုင်းတစ်ဆက်ပြင်ုံနဲ့မရဘူး။စစ်ကောင်စီဖွဲ့စည်းပုံချီခံဥပဒေဆိုတာစစ်အာဏာရှင်စနစ်ကိုကြားကန်ဖို့စစ်အာဏာရှင်စနစ်ကိုအသက်သွင်းဖို့အတွက် ကြီးဆွေးပြတ်ထန်တဲ့ဖွဲ့စည်းပုံခြေခံဥပဒေဖြစ်တယ်။နှစ်ထောင်စီဖွဲ့စည်းပုံခြေခံဥပဒေကြောင့်ပဲအခုလိုအာဏာသိမ်းတာဖြစ်တယ်။အဲဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီတိုင်းပြည်မှာစစ်အာဏာရှင်စနစ်ကိုမမြင်ချင်တော့ဘူး။ဒီမိုကရေစီကိုမြင်ချင်တယ်။ဖက်ဒရယ်စနစ်ကိုလူလာတဲ့ဆိုရင်နှစ်ထောင်စီကိုဖျက်သိမ်းပါမယ်ဆိုတဲ့ကတိကဝတ်နဲ့စစ်အာဏာရှင်တွေမင်းအွန်လိုင်းနဲ့တကွသောစစ်ကောင်စီကပထမကြီးညာဖို့လိုတယ်။ အဲ့ဒီစီကောနတော်စီပွေးစီပုံချီကဥပဒေကိုပေးဖြစ်ပါမယ်ဆုမပဲကတော့ဇီဝေထားတဲ့ရွေးကောပွဲအတိတ်ပဲရှိမှာဖြစ်တယ်ဆိုတော့အဲ့ဒါအခုနတော်စီပွေးစီပုံချီကဥပဒေအတွင်းမှာလုပ်မယ်ဆိုရင်တော့အတိတ်ပဲမရှိတဲ့ရွေးကောပွဲဖြစ်တယ်အကေလို့သာနတော်စီအတိုင်းသာလုပ်မယ်ဆိုရင်ဘာဖြစ်လို့နတော်နေစီမှာကျင်ပတဲ့ရွေးကောပွဲကိုတို့ပေးဖြစ်တာလဲအဲ့ဒီတုန်းကလွတ်လွတ်လပ်လပ်နဲ့တရားဥပဒေနဲ့ကြီးတို့ရည်ရွှေထားတဲ့တရားဥပဒေနဲ့ကြီး ရည်ဆွေးထားတဲ့ရွေးကောပွဲကိုပေးဖြစ်ပြီးတော့အခုလူတိုင်းပြည်ကိုဖျက်ဆီးလူထုရဲ့တက်အူရင်ကိုဖျက်ဆီးလူကိုတက်ရဲ့ဂျိုကိုဖျက်ဆီးပြီးမှလုံမဲ့သွေးရှင်တဲ့လက်နဲ့ထော်မဲမေးပုံးကတိုင်းပြည်တွေဘယ်လိုအဖြေပေးနိုင်မလဲအဖြေမရှိဘူးဆိုတော့တို့နေနဲ့ယူးယူးသားသားပဲတိုင်းပြည်ကိုချစ်တယ်ဒီချက်တည်းကလည်းလွတ်မြောက်ချင်တယ်ဆိုရင်သူတို့ကျင်းပတဲ့ကြွေးကိုပွဲမလုပ်ခင်မှာနံပါတ်1 နှစ်ထောင်းစီဖွဲ့စည်းပုံချီခံဥပဒေကိုပေဖြတ်တဲ့ကြောင်းအထူးသဖြင့်ပုံမှန်ချုပ်ကိုပေဖြတ်တဲ့ကြောင်းသူတို့ကြီးညာဖို့လိုတယ်နံပါတ်1စစ်တပ်ဒီနိုင်ငံကြီးမှာလုံးဝမပါတော့ပါဘူးဆိုတာကြီးညာဖို့လိုတယ်အဲ့ဒါမှဒီမိုကရေစီချမယ်အဲ့ဒါမှဖက်ဒရယ်ချမယ်ဆိုတော့အဲ့ဒီနှစ်ချက်ကိုသူတို့မလုံနိုင်တဲ့၍သူတို့ကျင်းပမယ်ရွေးကိုပွေးဟာတိုင်းပြည်အတွက်ဖြစ်မဟုတ်ဘူးတိုင်းပြည်ကိုပူပြီးတော့ဒုက္ခပေးမယ်တိုင်းပြည်ကို မီးလောင်တိုက်သေးသွင်းမဲ့ရွေးကိုပွေတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါโอเคဆရာအဲ့တော့နောက်ဆုံးအနေနဲ့ပေါ့เนาะဆရာတို့အခုဆွေးနွေးနေတဲ့လာမယ့်စက်တင်ဘာလပြီးမယ်လို့မျှော်လင့်ထားတဲ့ဒီ after ပေါ့เนาะအခြေခံဥပဒေဆိုင်ရာဒီ after နဲ့ပတ်သက်ရင်ဆရာအနေနဲ့ UNG Federal ရဝန်ကြီးတူဦးအနေနဲ့ပြည်သူလူထုအတွက်ပေါ့တစုံတရာဟိုအာမခံချက်တော်လောင်ဂရိကူတော်လောင်ဗာများဟိုပေးလို့လေဗျအဲ့ဒါလေးနောက်ဆုံးအနေနဲ့ပြောပြပါဟုတ်ကဲ့ဟုတ်ကဲ့နိုင်ငံရေးမှာတိပိုမလာခင်မှာ ဂတိပေးတာမူးလေဝတ်တာကိုခံမှန်းတာတဲ့တူတယ်လို့ဟိုစီစကားတွေ့တယ်စီယူပညာရှင်တွေကပြောခဲ့ကြတာရှိပါတယ်ခုခေတ်မှာတော့မူးလေဝတ်တာလေးခံမှန်းလို့ရတယ်လို့နိုင်ငံရေးလေးခံမှန်းကြတာပေါ့နော်မျိုးမျိုးတော့လောက်ကြပါတယ်သို့တော်ကျွန်တော်တို့အနေနဲ့ဒီလိုဖြစ်ကိုဖြစ်ရမယ်ဆိုတာထက်ကျွန်တော်တို့ရဲ့ကြိုးစားမှုကတိုင်းပြည်အတွက်အကောင်းဆုံးဖြစ်အောင်ဒီတိုင်းပြည်မှာရှိတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့အနာဂတ်ကိုအာမခံချက်ပေးနိုင်အောင် ကျွန်တော်တို့ကြိုးစားနေတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပြောသလိုအခု after မှာရည်ရွှေထားတဲ့အခန်းတစ်ကပါလေဆိုတော့ B ထောင်စုတိဆောက်ရေးဆိုင်ရာအခြေခံမှုတွေဖြစ်ပါတယ်။အဲ့ဒါကျွန်တော်တို့အားလုံးသဘောတူထားပြီးပါပြီ။ဘာလို့သဘောတူနိုင်တယ်လဲဆိုတော့ကျွန်တော်တို့ Federal Democracy Charter မှာကျွန်တော်တို့ဖော်ပြထားပြီးသားတွေဖြစ်နေတဲ့တွေ့ Federal Democracy Charter စိတ်ပိုင်းတင်မှာ Federal Democracy Charter စိတ်ပိုင်းတင်ကကျွန်တော်တို့ B ထောင်စုတမိုင်းမှာပင်လုံစာချုပ်ပြီးလို့ရှိရင် အပြည့်ဆုံးဆုံးတိုင်းရင်းသားတွေလူလာချက်ကိုကောင်းမွန်ဆုံးအမှတ်ခံချက်ပေးနိုင်တော့ချာတာဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီချာတာမှာကျွန်တော်တို့ပင်လုံသဘောတူညီချက်တွေပင်လုံကတိကဝတ်တွေပြီးတဲ့အဲ့နောက်ပိုင်းကျွန်တော်1960ချုပ်စီတောင်ကြီးငီလာခံရဲ့တောင်စုချက်တွေတောင်ခွက်ချုပ်စီနဲ့ဖက်ဒရယ်ဆွေးနွေးပွဲတွေဘူနေဝင်းအာနာမတင်ခင်နှခါကျင်းပတဲ့ဖက်ဒရယ်နှိနှောပလေပွဲမှာ တင်ပြတဲ့တင်ပြချက်တွေပြီးတော့1996မှာတိုင်းရင်းသားတွေရဲ့အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုဖွဲ့စည်းပြီးတဲ့နောက်မှာသူတို့တင်ပြခဲ့တဲ့သဘောတရားတွေပြီးတော့1990မှာပြည်ထောင်စုတိုင်းရင်းသားလူမျိုးမဲ့ဒီမိုကရေစီဖွဲ့ချုပ်ဆိုတဲ့ UNLD ရဲ့အတီးပြချက်တွေပြီးတော့ UNLD နဲ့ NLD ပေါင်းပေါင်းထားတဲ့ဘူအောင်ဇော်လန်ကြီးရဲ့ချက်အဲ့နောက်ပိုင်းမာနီပလိုသဘောတူညီချက်ဒူမွေကလူသဘောတူညီချက်မေတရောထသဘောတူညီချက် လောခီလာတဘောတူညီချက်လိုင်ဇာတဘောတူညီချက်အဲ့လိုကျွန်တော်တို့အချင်းအချင်းကျူးစားလာခဲ့တဲ့ဂျူပန်မှုအလုံးပြီးတော့ NCA ကာလာတို့ကကျွန်တော်တို့တိုင်းရင်းသားတို့လည်းအဆူဖွဲ့ဆန်ဖွဲ့ကတင်ပြခဲ့တဲ့အခြေခံမှုဆန်နှစ်ဆန်နှစ်ချက်ဒါတွေဒါတွေအလုံးကိုကျွန်တော်တို့စနစ်တကျစူးစီးပြီးတော့မှတင်ပြတာဖြစ်တယ်တော့ကျွန်တော်တို့တမိုင်းမှာတင်ပြခဲ့တဲ့အရေးကြီးတဲ့ချက်တစ်ခုမှကျွန်တော်တို့မချန်ထားဘူးထူးထွေးဆောင်ကျွန်တော်ပြောချင်တာအဲ့ဒီ charter စိတ်ပိုင်းတစ်ခါ အာကျွန်တော်တို့ပြည်ထောင်စုတမိုင်းမှာတော့အပြည့်ဆုံးဆုံးအထူးသဖြင့်ကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေရဲ့မျက်စိနဲ့ကြည့်မယ်ဆိုရင်အကောင်းမှုဆုံးမူကြံဖြစ်တယ်။ဒါကူပဲကျွန်တော်တို့ခု after ရဲ့အခန်းတစ်မှာပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာချီခံမှုဖြစ်တယ်။ကျွန်တော်တို့ပြန်ပြီးတော့ဖော်ပြတာဖြစ်တယ်။နောက်ဒုတိယအခန်းမှာကျွန်တော်တို့ fundamental right ပေါ့အချီခံအခွင့်အရေးတွေပြီးတော့တာဝန်တွေလောက်ပိုင်ခွင့်တွေကျွန်တော်တို့ဖော်ပြထားတယ်။ဒါ fundamental right ဆိုတာလူခွင့်ရေးကိုကျွန်တော်တို့ချီခံတာဖြစ်ပါတယ်။ ျွန်တော်နိုင်ငံသားခွင့်ရတာမကောက်ဘူးလူခွင့်ရဘာကြောင့်လို့ချီခံရမယ်ဒီတိုင်းပြည်ကိုတည်ဆောက်တဲ့အခါမှာလွတ်လပ်မှုကိုလူလာတယ်တရားမြတ်တာမှုကိုလူလာတယ်ဟိုလွတ်လပ်တန်တူမှုကိုလူလာတယ်ဆိုရင်ဒါတွေကိုကျွန်တော်တို့ချီခံရမှာဖြစ်ပါတယ်လွတ်လပ်မှုတန်တူငြိမ်မှုနဲ့တရားမြတ်တာမှုဒါလောကပါလာတရားဖြစ်တယ်အဲ့ဒီလောကပါလာတရားကိုချီခံပြီးတော့မှဖွေးရှိတဲ့လူပေါင်းကိုကျွန်တော်တို့တိဆောက်ဖို့အတွက်ဒါအ

ကျွန်တော်တို့နှစ်ပေါင်း90ခေါင်းဆောင်အတီးတီးဒေါ်လာခေါင်းဆောင်တီးတီးဘုံချောင်းအောင်ဆန်းပါဝင်ခေါင်းဆောင်တီးတီးရဲ့ပြုံဖန်းတဲ့ပြုံဖန်းချက်အိမ်မက်တွေကိုကျွန်တော်တို့ကောင်းထေဖို့စူးစမ်းနေတာဖြစ်တယ်။ထူးခြားလူထုတရားလုံးနေတဲ့လည်းပဲကျွန်တော်တို့မူချမ်းဖြစ်လို့ရှိရင်လက်လာပေးကြပါ။အဲ့ဒီမူချမ်းမပြီးခင်မှာပင်လေဖက်ဒရယ်ဒီမိုကရေစီချာတာစိတ်ပိုင်းတွေကိုလက်လာပေးကြပါ။အဲ့ဒီတိုင်းကျွန်တော်တို့တိုင်းပြည်ကိုထူထောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးရဲ့အနာဂတ်ဟာငင်းချမ်းဖို့အတွက် အာမခံချက်ရှိဖို့အတွက်နော်လွတ်လပ်မှုရှိဖို့အတွက်တရားမျှတမှုရှိဖို့အတွက်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဝိုင်းဝန်းပြီးတော့အားပေးကြပါလို့ပြောစင်တော့တိုက်တွန်းပြီးတော့ပြောကြချင်ပါတယ်โอเคดรแลมุสสังฆาเจซูอายจมาเปียอกูเราတို့အတွင်ကုပြောင်းရေးဆန်ရပါတော့เนาะအခြေခံဥပဒေအခုတော့ the after ဆိုပြီးတော့ကျွန်တော်ခေါ်ရမယ်အနေထားပါတော့ဒီ after နဲ့ပတ်သက်ပြီးအသေးစိတ်ဟိုရှင်းလင်းပြောကြားပေးတဲ့အတွက်เจซูထုတင်ပါတယ်ဆရာ ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခုလိုအချိန်ပေးပြီးတော့ဗောနော်ကျွန်တော်ကိုပြည့်စက်ခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့တင်ပြရှင်းပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါကျေးဇူးပါ